Du kor da klei lei je ma sen nei tui tong ni an chi ya di 2025မှာအဲ့လိုလေတချင်းအစ်စ်လေးနဲ့ပြန်ပြီးတော့လာတော့ဝမ်းတာပါတယ်မဟုတ်ရင်မေလာကိုအများတန်းတည်ရမလားအဲ့လိုပြန်ဆိုသေးတယ်ပဲဘာညာဆိုပြီးပြောနေကြတာလေအရှိမလားထွက်ထားရေကိုပိုင်ချင်းလေးတော့ရှိပါတယ်ဒါပေမဲ့24နှစ်လေးကပို့ပြီးတော့လူတိသွားတယ်လို့ပြောလို့ရမယ်ဟုတ်အဲသူများအရာပြောကြတယ်ဟဲ့ဘလို့ရိုက်ထားရလဲပေါ့တကယ်တော့မဟုတ်ဘူးမေလာအဲ့လိုပေါ့ယောက်ျားလေးတယောက်ကိုဆွဲလန်းပြီးတော့ယူပြီးတော့ရှောက်သွားတဲ့ပုံစံမျိုးအဆွေးအဲ့လိုတည်ရမလားဘူပြီးတော့ရှောက်သွားတဲ့ပုံစံမျိုးရိုက်တာဆိုတော့ music video ကစနေနေအဲ့လိုမျိုးစိတ်မမှန်တဲ့ပုံစံမျိုးလေးရိုက်ထားတဲ့အတွက်ကြောင့်မလို့တချင်းဆိုတာကိုလည်းအဲ့လိုပြင်းပြင်းလေးပဲဆိုထားတယ် အတူတူဆောင်မတနေလားအင်္ဂါပုတ်တဟုံးမှတနေကောင်းအောင်မဲနာမှာတကြံတချင်းကအခုဒီကတော့ဝဲပေးပြီးရင်မိလာသွားရိုက်မှာသွားရိုက်မှာဆိုတော့မြမမှုလေးနဲ့လာပါမယ်လို့အဲ့တချင်းလေးလဲနောက်တစ်ပတ်လောက်အတွင်းပေါ့နော် travel ရှိပါတယ် ဟုတ်ဒီအစိတ်သိဝိုင်ဇလန်လွဲလေးမှာတော့မေလာအလိုခက်မမိုက်ကောင်မလေးတယောက်အနေနဲ့ပေါ့နော်အဲ့လို DJ တီးရဲ့ကောင်မလေးတယောက်အနေနဲ့တွေ့ရမှာပါဟုတ်အပြင်ကနေတော့အရန်ကွာချမှုရှိပါတယ်အိမ်ကြီးရှာရတာစတော်တော်ခက်ခဲပါတယ်စီးနေရလည်းအများကြီးဆိုတော့လေတော်တော်ကိုရှာလိုက်ရပါတယ်စဉ်းစားလည်းမလွတ်မှာကြောက်တော့အော်အဓိကတော့အလိုကိုကအရန်ဟို character ကလည်းနည်းနည်းကြီးကန်ကန်ပုံစံမျိုးလေး DJ လည်းတီးတယ်နောက်ပြီးဘသူနဲ့မှလည်းကိုကတိတ်မတဲတဲ့ကြီးကန်ကန်လေးဆိုတော့ကြီးကန်ကန်ပုံစံလေးဖြစ်အောင်တော့ဖမ်းပြီးတော့ဝေရမှာဆိုတော့လေတက်တူးလေးတွေအစားလေးပြင်ဆင်ထားပါတယ်ဟုတ်ကဲ့မေလာတော့ အဲ့လိုပေါ့ကိုကောင်းမြတ်ဆန်ရောအဲဖုံးမင်းနဲ့ရောထင်ပါတယ်ဘာဖြစ်လဲဆိုတော့နှစ်ဖက်ကို question ဖတ်ရမယ်အနေထားလေးမှာနည်းနည်းရှိရဲဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့ပြင်မာဘယ်လိုပြောပြရမလဲဆိုတော့ပြင်မာ DJ ဆက်ကဝယ်ထားတာတနည်းနည်းနည်းလောက်ရှိပြီတခါမှမတီးပြဖက်နဲ့အိတ်ထဲမှာပဲရှိနေရပေါ့နော်အခုဒီကားလေးရိုက်တော့ထုတ်ဖြစ်သွားပါတ โอเคအဲ့လိုရှိရပါဘော DJ ပိုင်းอ่ะကြတော့မေလာရဲ့ဟိုမောင်လေးอ่ะတော့ DJ ဝါသနာပါလေသူအတွက်က तू ကတော့အဲ့လို DJ လေးပါလေအဲ့လို DJ လို့ပါမျိုးရှိရမေလာကတော့တိတ်ဝါသနာတိတ်မပါပြုတ်ဒီဘက်ကတော့တချင်းဆိုတာကြီးများတာအော်တချင်းဆိုတာဒီဘက်အခုနောက်ပိုင်းอ่ะရုပ်ရှင်လေးဒီလိုလေးရိုက်ဖြစ်လာရဲဆိုတော့ဟို DJ အဲ့လို DJ မျိုးတော့မလုပ်ဖြစ်ဘူးဟုတ်ဒါပေမဲ့ तू ကရှိနေတော့သူ့ကိုတော့နည်းနည်းအခုကြီးတောင်းရတာပေါ့အဓိကရိုက်မယ်နည်းနည်းတင်ပေးပေါ့အဲ့လို့ဟုတ်ဟိုဟိုပေါ့ဘယ်လိုမျိုးစတင်နေပြီလဲဆိုတော့ မနက်ဖြန်တော့ကြာရင်တတူးစကတ်ကမယ်ပေါ့နော်ပြီးလို့ချင်းစပင်းစကောက်ပါမယ်အဲ့လိုလေးပဲအရင်တော့လည်းမဟုတ်ပါဘူးဟုတ်ဦးစားရရှာပြီးွားရေဦးစားရရှာပြီးွားရေလို့တော့လို့သေးတယ်2025မှာတော့မီလာဟိုပေါ့နော်အဆိုပိုင်းလေးပါမယ်နောက်တရုတ်ဆောင်ပိုင်းလေးလည်းပြိတက်လေးတွေနည်းနည်းလေးချပြချင်တယ်ပေါ့နော်အဲ့တော့ထွက်လိုင်းလည်းအားပေးပါလို့မီလာရိုက်ထားတဲ့ဇာတ်ကားလေးလည်းအခုရှားရဲမှာဆို၄ငါးကားလောက်တော့ရှိပါတယ်ဒါပေမဲ့အဲ့ဒါလေးတွေကမထွက်သေးဘူးပေါ့နော် application အနေနဲ့အဲ့လိုမျိုးပဲလာမလားဒါမှမဟုတ်တစ်ခုအသီးတက်အနေနဲ့လာမလားဆိုပြီးတော့လည်းမသိသေးဘူးပေါ့နော်အဲ့တော့ထွက်လို့ရှင်တော့အားလုံးအားပေးကြပါလို့ ောချင်ပါတယ်ဇလန်းနဲ့အင်းနေဆိုရင်တော့ဒါကတော့အဲဒါမေလာရဲ့ဒုတိယမြောက်လို့ပြောရမှာပေါ့ဟုတ်အဆိုပိုင်းကတော့မေလာတို့ကတချင်းဆိုလို့ခေါ်လို့ရှင်ကိုတချင်းလေးတွေကိုဆိုပြီးတော့ပြီးသွားပြီလေအဲ့တော့ကြာချင်ရနှစ်နာရီလောက်ပဲကြာတာဟုတ်တရုတ်ဆောင်လာကြတော့မူသွင်းရတယ်ဒိုင်လော့တွေဖတ်ကြတယ်နေ့တိုင်းဇလန်းတွေဆိုပို့ဆိုတာပေါ့တစ်လလောက်ကြာတယ်ဆိုတော့နည်းနည်းတော့ မှုဟိုပါပို character မိအောင်တော့ပို့ပြီးစ조사တာပေါ့အစောရည်တော်တော်များများနည်းနည်း free ဖြစ်တာများရဲဆိုတော့ character တစ်ခုစီးမျောပို့ကတော့နည်းနည်းလေးတော့ခက်ခဲတယ်ဟုတ်ကြိုက်သွားရေအဲ့လိုမနဲ့ထဲကအလုပ်ကရှိနေတော့လေအဲ့လိုပြင်းချိန်မရတော့ပို့တချင်းဆိုတာကြာမေလာတော့ညဘက်ပို့ဆိုရတာများတော့မနေ့ပိုင်းဆိုနည်းနည်းပြင်းတာပေါ့နော်အဲ့လိုလေးရှိတော့ဒါကြတော့တစ်ခုအဲ့လိုလေး balance ပြောင်းလို့သွားတဲ့ခါမှာပြင်းချိန်မရှိတော့ဖုန်းသုံးချိန်နဲ့ယော့သွားတော့ညလုံးလေးလည်းနည်းနည်းကောင်းသွားတယ် မေလာတွက်ကတော့အမှန်တမ်းပြောရင်ရုပ်ရှင်ကားတွေကငငယ်လေးတွေကမွေးကလေးကကြည်လာရပဲပြောရမှာပေါ့နော်အဖွားတို့ကရုပ်ရှင်အရန်ကြည့်တော့လေအဲ့တော့ဘသူဆိုရင်ဘသူ item ဘသူစားဘသူ item ဆိုပြီးဖမ်းမိနေတော့ ဟာတရအရန်ကြည့်ပြတာများတော့ဟာတရဆိုမေလာအတွက်ကအရန်ခက်ခဲစရာတိတ်မရှိပို့ရဟုတ်24နှစ်ရရတော့ဒါမေလာလည်းအရှိမထွက်ခဲ့တဲ့ကိုပိုင်ချင်းအစ်တလေးတော့ရှိတယ်ဒါပေမဲ့ပြစ်တက်တွေနည်းနည်းလေးတွေတော့တိတယ်လို့လို့မတိတယ်လို့လေးဖြစ်တာပေါ့နော်ဒါပေမဲ့ဒီ24နှစ်ရတဲ့တချင်းကကိုဇွဲအောင်ရေးပေးထားတဲ့တချင်းလေးအဲ့တချင်းလေးကိုမေလာထုတ်လိုက်တယ်ပေါ့အဓိကကောင်မလေးပို့ပြီးစော်ကြရဲဆိုတော့ तू तू ခေါ်တာကလေးလေးရင်မဆင်နွေးထွေးဆဲကဘာတိုင်းချစ်ရသည်ဆိုတော့အဲကောင်မလေးပို့စော်ကြရအများရဲဆိုတော့ TikTok မှာဆိုအများနဲ့ရွှေ့လိုက်အားလေးတွေ့တော့ဘာပဲပြောလေ2025မှာအဲ့လိုလေးတချင်းအစ်တလေးနဲ့ပြန်ပြီးတော့လာတော့ဝမ်းတာပါ ါတယ်မဟုတ်နေမေလာကိုအမြဲတမ်းတည့်ရမလားအဲ့လိုပြန်စုတ်သေးတယ်ပဲဘာညာဆိုပြီးပြောနေကြတာလေအရှိမလည်းထွက်ထားရေကိုပိုင်ချင်းလေးတော့ရှိပါတယ်ဒါပေမဲ့24နာရီလေးကပို့ပြီးတော့လူတိသွားတယ်လို့ပြောလို့ရမယ်ဟုတ် Do call the clay lay your my sanity tweet only on she ya di ဟုတ်ကဲ့အဓိကဒီသင်းလေးကမျိုးတဲ့သင်းလေးဆိုပေမဲ့အဲနည်းနည်း vibe မတူတဲ့ပုံစံမျိုးလေးသွားရဆိုတော့မေလာ music video အစအသူများအရပြောကြတယ်ဟဲဘလို့ရိုက်ထားရလဲပေါ့တကယ်တော့မဟုတ်ဘူးမေလာအဲ့လိုပေါ့ယောက်ျားလေးတစ်ယောက်ကိုဆွဲလန်းပြီးတော့ယူပြီးတော့ရှောက်သွားတဲ့ပုံစံမျိုးအဆွေးအဲ့လိုသိရမလားဘူပြီးတော့ရှောက်သွားတဲ့ပုံစံမျိုးရိုက်တာဆိုတော့ music video ကအစနည်းနည်းအဲ့လိုမျိုးစိတ်မမှန်တဲ့ပုံစံမျိုးလေးရိုက်ထားတဲ့အတွက်ကြောင့်မလို့သင်းဆိုတာကလည်းအဲ့လိုပြင်းပြင်းလေးပဲဆိုထားတယ်တီးတာကလည်း music လေးကလည်းအဲ့လိုပြင်းတဲ့သဘောလေးဆိုတော့ဒါတချို့ကကြာသူပြောကြတာပေါ့နော်ဟာဘာလို့အဲ့လိုလှုပ်ထားရလဲပေါ့တကယ်ဆိုသူ ူခေါ်တာကလေးလေးသူများကြအဲ့လိုလေးဖြစ်စေခြင်းကြကိုကတော့ပုံစံလေးမတူအောင်လို့အဲ့လိုအပြင်းတန်လေးနဲ့တမင်တက်တက်လေးဆိုလိုက်တာပါလို့ဟုတ်တကြံတချင်းကအခုဒီကတော့ဝဲပေးပြီးရင်မိလာတွားရိုက်မှာတွားရိုက်မှာဆိုတော့မြမမှုလေးနဲ့ လာပါမယ်လို့အဲ့တခြင်းလေးလည်းနောက်တစ်ပတ်လောက်အတွင်းပေါ့နော် travel ရှိပါတယ်အားပေးကြပါလို့ပြောချင်ပါတယ်ဟုတ်ဒါကတော့သူ့ကြိုက်တဲ့သူပေါ့နော်မတူဘူးဆိုတော့အရင်ပြန်ဆိုတေးဆိုတော့ကြိုက်တဲ့လူတွေကလည်းအဲ့လိုအတန်ပဲကြိုက်ကြတယ်ဒီဘက်ခေတ်ဆိုရင်လည်းဒီဘက်ခေတ်ကိုကြိုက်တဲ့ပြည်သက်တွေရှိရယ်ဆိုတော့နောက်ပိုင်းလည်းအဲ့လိုထပ်ပြီးတော့အဲ့လို balance လေးမျှအောင်လို့ဆိုသွားဖို့ရှိပါတယ်လို့တခြင်းသစ်လေးလည်းအများကြီးရှိပါတယ်အဲ့လိုတောင်ပေါ်သားကိုကျူးထားတဲ့တခြင်းလေးတွေတို့အဲ့လိုမျိုးလေးပေါ့နည်းနည်းအဲ့လိုချစ်တာလို့မေတ္တာလေးတို့အခုအချစ်နဲ့ပတ်သက်ရင်ကောင်မလေးကောင်လေးကပို့ပြီးကြိုက်ကြတယ်အများကြီးလေတခြင်းကိုအပျော်တခြင်းတက်သူကအဲ့လိုမျိုးလေးတွေဆိုရပြီ ိုခံစားပြီဆိုတိတ်ကြိုက်တော့အဲ့လိုလေးဆိုရင်ထွက်ဖို့ရှိပါတယ်ဟုတ်ဟုတ်ကဲ့ဟိုအစိတ်သက်ဝိုင်းဟိုပေါ့နော်အဲ့ဒီဇလန်းရွဲလေးထွက်လာလို့ရှင်လည်းအားလုံးပဲအားပေးကြပါလို့ပြောချင်ပါတယ်မိလာအဲ့လိုပေါ့ခက်ဆူဆူ character လေးနေနဲ့တည်ယူဆောင်ထားပါတယ်အဲ့လိုထွက်ရင်လည်းအားပေးစီချင်ပါတယ်ဟုတ်